BBC မြန်မာပိုင်းအစီအစဉ်ရဲ့ထုတ်လွှင့်ချက်တွေကို podcast ကနေရယူနိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖို့အစီအစဉ်တွေကို bbc.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။တော်ရရှင်တို့ရှင်လဲချမ်းမြေ့ကြပါစေ ဒီနေ့အော်တိုဘလ29ရက်ဒင်းလန်နေညံတွဲ BBC မြန်မာပိုင်းစီနေစတင်ပါပြီ။မြန်မာစီကောင်းသောနေလုံးမဲ့ယူကော့ဘက်ကိုအာဆီယံကစောင့်ကြည့်မဲ့သူတွေဈေးလွတ်မှာမဟုတ်ပါဘူး။စီကောင်းသောနေကိုထိပ်ပြီးစီးပွားရေးတွေကိုလည်းတက်စီမှာမဟုတ်ပါဘူး။ဘလို့သဘောဆောင်ပါလဲ။ကျန်တဲ့နှစ်တွေတည်းရှင်လို့ရှိရင်တော့ဆေးအုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုတို့အနေနဲ့သဘောမတူဘူးလက်မခံဘူးတခါယူကော့ပယ်မဆိုင်ကလေးကချက်ဖွတ်ပါတီနိုင်တဲ့နေရာတွေ ပေါ်နေပါပြီကျွန်တော်ကရင်မောင်ပါခင်ဗျာ trending ကိုစပြီးတော့အစဉ်ခံပြီးတော့ပါရမယ်မြန်မာနိုင်ငံမှာကြမ်းဖက်မှုတွေကိုအများဆုံးအဆုံးသတ်ချဖို့ ကရတမကအကြီးကြီးကတောင်းဆိုလိုက်ပြီးတော့မြန်မာစစ်တပ်ကောင်းဆောင်တွေနဲ့ရတားဆွေရလက်ထက်ကိုအာဏာပြန်လွှဲရေးမှာအများယုံကြည်စေတဲ့လမ်းကိုရှာပါလို့ပြောလိုက်ပါတယ်။ကရတမကအထွေထွေတရားမှုချုပ်အန်တိုနီယိုဂူဒါရက်စ်ကမလေးရှားမှာလုပ်တဲ့အာဆီယံထည်သည့်ညီလာခံဂျာပြက်ဆွေးနွေးပွဲတစ်ခုတွင်ပြောကြားရမှာမြန်မာစစ်တပ်ကအာဏာပြန်လွှဲတဲ့2021ကစပြီးတော့မြန်မာပြည်သူတွေအနေနဲ့ကတ်တခုပြီးတခုစိုက်လာတာလို့ပြောပါတယ်။ မြန်မာစေကောင်းသံဃာဒီနှစ်ကုံမှာရီကော့ဘဲတစ်ခုကျင်းပဖို့လုပ်နေပေမဲ့အဲ့ဒီရီကော့ဘဲဟာသူတို့ယူထားတဲ့အာဏာကိုတရားဝင်အောင် လုပ်တာသာဖြစ်တယ်လို့အကျပြန့်ဝေဖန်နေကြပါတယ်။တခါမြန်မာရေးအတွက်ချမှတ်ထားတဲ့ဘုံသဘောတူညီချက်၅ရပ်ကိုအာဏာသိမ်းစစ်တပ်ကအကောင့်ထဲမဖော်နိုင်တာကြောင့်အာဆီယံစည်းဝေးတွေကိုမြန်မာစေကောင်းသံတွေတယောက်ခင်ကိုစက်ပိတ်ထားမယ်လို့အာဆီယံဖွဲ့ကထုတ်ပြန်ထားပါတယ်။ဆူဒန်မှာအရန်တက် RSF ကအယ်ဖာရှာမြို့ကိုတင်သွားပြီးတဲ့နောက်အဲ့ဒီမြို့တွေကရသားတွေကိုကာကွယ်ပေးဖို့ဆူဒန်ဒါဖိုဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးကတောင်းဆိုလိုက်ပါတယ်ဆူဒန်စစ်တပ်ကိုထောက်ခံသူဖြစ်တဲ့အဲ့ဒီအုပ်ချုပ်ရေးမှူးမင်းနီမန်နာဝီကဆရှလာတာကြာမြို့ဝိုင်းခံပြီးတဲ့နောက်အခုလို RSF တပ်တွေရဲ့လက်ထက်ကိုမြို့ကျသွားတဲ့ဟာသူ့ရဲ့ပြည်နယ်ကိုအကြမ်းဖက်မှုတွေထံကိုလက်နက်ချလိုက်တာမဟုတ်ဘူးလို့ပြောပါတယ်ဆူဒန်မှာစစ်တပ်နဲ့အရန်တက် RSF တို့ကြား ဆက်ဖြစ်နေတာနှစ်နှစ်ကျော်ရှိလာနေပြီးတော့အခုအယ်ဖရှားမျိုးအရန်တက်တို့ရဲ့လက်ထက်ကျသွားတာကိုဆူဒန်စစ်တပ်ကတရားဝင်မကြေညာသေးပါဘူးဒီမျိုးဟာဆူဒန်နိုင်ငံနောက်ပိုင်းမှာစစ်တပ်ရဲ့အခိုင်အမာမျိုးဖြစ်ပါတယ်သမထွန်းကသူ့ရဲ့အာရှခီးစဉ်တွင် နောက်ဆုံးခီးစဉ်ဖြစ်ဂျပန်ကိုတောက်ခဲ့ပြီးတော့ဂျပန် Empire Naruhito နဲ့တွေ့ဆုံခဲ့ပါတယ်။သူတို့က Imperial Nando မှာသူတို့တွေ့ဆုံပြီး Mr. Trunk က Empire ဟာကြီးကျယ်မြင့်မြတ်တဲ့သူလို့ခေါ်ဝေါ် ချိမြောက်ခဲ့ပါတယ်။မနေ့ပြန်အင်္ဂါနေ့ကျရင်သမ္မတထွန်းအားဂျပန်ရဲ့ပထမဦးဆုံးသောအမျိုးသမီးဝန်ကြီးချုပ်ဆာနာအဲတကာအီချီနဲ့တွေ့ဆုံမှာဖြစ်ပါတယ်။မစ္စတာကအီချီကသူတို့နှစ်နိုင်ငံကြားကာကွယ်ရေးမှာပဲဖြစ်မှုကသူ့ရဲ့ဦးစားပေးကိစ္စဖြစ်တဲ့အကြောင်းမစ္စတာထရန့်ကို ပြောခဲ့ပါတယ်။မစ္စတာထရန့်ကတော့ဂျပန်နေနဲ့လူမျိုးကိစ္စကိုအခုတည်းပို့ပြီးတော့တာဝန်ယူဖို့ပြောလိုက်မယ်လို့အများကမှန်းဆနေကြပါတယ်။လက်ပနိုမှာ ကရတ်မကညဉ့်ရီထင်းနေတဲ့တပ်ဖွဲ့ကအစ်စရီရဲ့ drone စတင်ကိုတမင်တသက်ပြစ်ချလိုက်တယ်လို့အစ်စရီကဆွဆက်လိုက်ပါတယ်။ရန်လူတဲ့ပုံစံနဲ့ drone ကဝဲနေတာကြောင့်သူတို့ပြစ်ချလိုက်တယ်လို့ကရတ်မကတပ်ဖွဲ့ကပြောပါတယ်။အဲ့ drone ကပုံမှန်တိုင်းထောက်လိုင်းရီသတင်းစုဆောင်းနေတာဖြစ်ပြီးတော့ညဉ့်ရီတပ်ဖွဲ့ကိုဘာချင်းချက်မှုမှမရှိခဲ့ဘူးလို့အစ်စရီကပြောပါတယ်။ ပြီးခဲ့တဲ့နိုမာလာကပြစ်ခတ်ဆဲကြဖို့သဘောတူထားပေမဲ့အစ္စရေးကသူတို့ရဲ့အဆိုအရဟစ်စပူလာတို့နဲ့အခြေဆဲရှိသူတွေကိုဆက်လက်တိုက်ခတ်နေစေပဲဖြစ်ပါတယ်။အာဂျင်နီးယားသမ္မတဟာဗီယာမီလေးကတွင်နေက လုတ်ခဲ့တဲ့တတန်းဝဲယူကော့ပွဲအတွင်းမှာသူတို့ရဲ့ Liberal Party ဘက်ကအောင်ပွဲခံခဲ့တာကချိုးကွေကြီးတစ်ခုပဲလို့ပြောပါတယ်။သူ့ရဲ့ချိုးချန်ချူတရေးစီစဉ်နေကိုလူတွေကြားမကျေနပ်တာတွေရှိနေပါတယ်။ဒါမဲ့ ဈေးကွက်စီးပွားရေးပြုပြင်ပြောင်းလဲရေးတွေကိုသူပို့ပြီးတော့တိုးလုပ်မဲ့အကြောင်းဂရိပြုလိုက်ပါတယ်သမရမီလီတို ပူပေါင်းထားတဲ့ La Liberated Evaza မမေဖွဲ့ဟာမဲပေါင်း40ခန်းနဲ့ကြော်ရပြီးတော့လွတ်တော်မှာအမတ်အကြီးအတွက်တည်တရာမြင့်တက်သွားပါတယ်။သမ္မတထရန်ကလည်းသူ့ရဲ့အောင်မြင်မှုကိုချီးကျူးဂုဏ်ပြုခဲ့ပါတယ်။တောင်တရုတ်ပင်လယ်ကိုပြည်ကြသားတဲ့အမေရိကန်လေယာဉ်စင်းကို မေဂန်စတက်ကရှာဖွေနေတဲ့ပေါ်တရုတ်ကသူတို့ကူညီပေးဖို့ဆန္ဒရှိတဲ့အကြောင်းတရုတ်နိုင်ငံသားရေးဝန်ကြီးကပြောပါတယ်။တက်လျင်ဒဇင်းနဲ့ရဟန်းဒဇင်းတို့တွင်းနေနေကဒဇင်းနဲ့ဒဇင်းမိနစ်30လောက်ခြားပြီးတော့ပြစ်ကြသွားခဲ့ပါတယ်။အမေဂန်ရေတက်ကအဲ့ဒီလေနေပေါ်မှာပါသွားတဲ့သူတို့ဖွဲ့သားတွေကိုသူတို့ကတင်ထားနိုင်ပြီလို့ပြောပြီးတော့ဒီလေရင်ပြစ်ကြမှုတွေအတွက်စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်လို့ပြောပါတယ်။ ပြည်ထောင်စုတက်မှာပါဝင်ထမ်းဆောင်နေတဲ့လိန်တူချစ်သူတွေလိန်ပြောင်းထားတဲ့သူတွေအတွက်ပထမဆုံးအကြိမ်ဖြစ်နိုင်ငံလုံးဆိုင်ရာအမှတ်တရကြောက်တိုင်ကိုချားပြင်ကဒီနေ့တွားရောက်ဖွင့်လှစ်ပေးပါလိမ့်မယ်။လိန်တူချစ်တဲ့စိတ်ရှိတာကြောင့်စစ်တပ်ကနေထုတ်ပယ်ခြင်းခံတာတွေပြင်သူတို့ပေါ်ဖိနှိပ်ခဲ့တဲ့ပြုမှုတွေပေါ်ပြန်လဲဆန့်စစ်တဲ့အဖွဲ့ကဒီအမှတ်တရကြောက်တိုင်လုပ်ဖို့အတွက်သဘောထားတွေပေးခဲ့ကြပါတယ်။ပြည်ထောင်မှာလိန်တူချစ်သူတွေကိုစစ်တပ်ကနေထုတ်ပယ်ဖို့စီကံချက်က၂၀၀ 2000ခုနှစ်ကမှပယ်ဖြတ်လိုက်တာဖြစ်ပါတယ် BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တွေကို Radio Online နဲ့ရုပ်မြင်သံကြားတွေကသာမကပဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနားဆင်နိုင်ကြပါတယ် Facebook, YouTube, Instagram နဲ့ Viber မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနိုင်ပါတယ် BBC TV စီစဉ်ကိုမြစီမ TV မှာရှုစားနိုင်ကြပါတယ်။ကိုပင်နေရာပဲရောက်နေနေ BBC အစီအစဉ်တွေကအလက်တကမ်းမှာပဲရှိနေပါရဲ့ရှင်။အာဆီယံဘုံတို့ရဲ့ငရကိုအခုထိအနာသိန်းစတက်ကအကောင့်ထဲမှာပေါ်တာကြောင့်အာဆီယံထိပ်သီးစည်းဝေးတွေနဲ့ဆက်ဆက်စည်းဝေးတွေကိုမြန်မာစစ်ကောင်စီတရားခွင်ဆက်ပြီးတော့ပိတ်ထားမယ်လို့အာဆီယံကထုတ်ပြန်ပါတယ် ဟီကောဘဲဆောင်ကြီးတွေစစ်ကောင်းဆောင်ရဲ့ဖိတ်ခေါ်မှုတွေလည်းကိုယ်စားလှုပ်ဖို့အာဆီယံကမဆုံးဖြတ်ခဲ့ပါဘူးဘလို့သုံးသပ်နေကြပါလဲမဆနာဝင်းကပြပြမှာပါအာဆီယံနိုင်ငံသားဝင်ကြီးများအစည်းအဝေးအပြီးမနေ့ကထုတ်ပြန်တဲ့အချက်28ချက်ပါမြမအရေးဆွေးနွေးချက်ကြီးညာစာတမ်းထဲမှာဘုံသဘောတူညီချက်၅ချက်ကိုစစ်တပ်ဘက်ကတိတာထင်ရှားတဲ့လိုက်နာမှုမရှိဘူးလို့ရေးထားပါတယ် အာဆီယံနိုင်ငံသားဝင်ကြီးတွေရဲ့ဆွေးနွေးချက်ထဲမှာလာမယ့်ဒီဇင်ဘာမှာကျင်းပမယ့်ရွေးကောက်ပွဲကိစ္စနဲ့ပတ်သက်တာအပြင်လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စတွေပါဝင်ပါတယ်။တန်ခင်းတမန်ခင်းအရာဘလို့သဘောထားမျိုးကိုဥတည်တာပါလေ။အာဆီယံရေလည်လာဆောင်ကြည့်သူဒေါခင်အောင်မာကအခုလိုပြောပါတယ်။အာဆီယံထိပ်သီးညီလာခံဆုံးဖြတ်ချက်ပေါ်မှာပြည်သူတွေအတွက်ဒေါ်လာရေးအတွက်တိုင်းပြည်ပြောင်းလဲအတွက်တိကျတဲ့ ဆုံးဖြတ်ချက်အဖြစ်မျိုးကိုတော့ကျမတို့မတွေ့ရဘူးပေါ့နော်ဒါပေမဲ့လို့ဂျန်တဲ့နှစ်တွေတည်းရှင်လို့ရှိရင်တော့ဆေးအုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုသူတို့အနေနဲ့သဘောမတူဘူးလက်မခံဘူးဆိုတဲ့ဥစ္စာမျိုးကိုတန်ခင်းတမန်ခင်းရနော်ဒီပြောလာတဲ့ဥစ္စာကလည်းပို့ပြီးတော့မှအရင်ကထက်ပို့ပြီးတော့မှရှင်းနေတိကျတာဖြစ်လာတယ်နောက် လူသားစာနာအကူအညီလိုအပ်ရင်ဖြတ်ကျော်ပေးမယ်ဆိုတာလေးကလည်းဒါနိုင်ငံရေးအရာဆိုရင်ဂျာလေးတွေကအတိအမှတ်ပြုရမယ့်ကိစ္စလို့တော့မြင်တယ်ပေါ့နော်တကယ်လက်တွေ့ဆေးအုပ်စုအချမ်းဖတ်ဖို့ရက်သွားဖို့တိကျတဲ့ခိုင်မာတဲ့လုပ်ငန်းစဉ်မပါနေတဲ့အပေါ်မှာတော့ကျမတို့ကအားမရဘူး ရွေးကောက်ပွဲမတိုင်ခင်အားလုံးနဲ့တွဲဆုံဆွေးနွေးဖို့အာဆီယံကတိုက်တွန်းထားပြီးရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးဖိတ်ခေါ်မှုကိုလည်းလွတ်မယ်မလွတ်ဘူးမဆုံးဖြတ်ပဲမှတ်သားထားတယ်လို့သာ ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဒါအပြင်အာဆီယံရဲ့သတ်မှတ်ချက်နဲ့မကိုက်ညီပဲရွေးကောက်ပွဲကိုဆက်လက်ကျင်းပရင်နိုင်ငံတကာအတိုင်းအဝိုင်းကအသိအမှတ်ပြုဖို့ခက်ခဲတယ်လို့လည်းဆိုထားပါတယ်။အာဆီယံအရေးလေ့လာသူတွေကတော့အာဆီယံအနေနဲ့မလွတ်ရင်တော့ တနိုင်ငံချင်းစီအလိုက်လေးလာဆောင်ကြည့်တဲ့အဖွဲ့တွေလှုပ်တာမျိုးရှိလာနိုင်တယ်လို့သုံးသပ်ပါတယ်ဒီဘော်သင်းနင်းကမဟာဗျူဟာလေးလာရေး Institute Director ဦးသိန်းထွန်းဦးကအခုလိုပြောပါတယ်အာဆီယံကြီးသူကသူလိုချင်တာပဲသူပြောတာဒါပေမဲ့အဓိကကဒီလိုဆိုနေမှုလုံရေးမလုံရေးဆိုတာဒီမြန်မာရဲ့ပြည်နယ်ပေါ့မြန်မာကိုယ်တိုင်ကစဉ်းစားဆုံးဖြတ်ရမှာအဲ့တော့ခုလက်ရှိအခြေအနေနဲ့ပတ်သက်ပြီးလုံနိုင်မလုံနိုင်ဆိုတာလက်ရှိတောင်းယူနေတဲ့ကောင်းဆောင်လေးရပါအဓိကထားလို့ဆုံးဖြတ်ပါလိမ့်မယ်ဒါတစ်ချက်ပေါ့ဒုတိယတစ်ပိုင်းကတော့ ရေကောက်ဘွယ်ကိုလာပြီးတော့ဆောင်းကြည့်ဒိလာနိုင်မှုတဲ့ဖိတ်ခေါ်တယ်အဲ့တော့လာခြင်းမလာခြင်းတွေသူတို့အပိုင်းဖြစ်သွားပြီမြန်မာအရေးနဲ့ပတ်သက်ပြီးတနှစ်တစ်ချိန်ပြောင်းလဲနေတဲ့အာဆီယံအထူးကိုယ်စားလှယ်တာဝန်ကိုလည်းအ ਨੇ စုံ၃နှစ်တစ်ချိန်ထားနိုင်ဖို့အရက်ဖတ်အဖွဲ့တွေကတောင်းဆိုထားပါတယ် ယူကဘကမရှင်ရဲ့ထုတ်ပြန်ရေးအရပြည်ခါဖြစ်နေတဲ့ဒေတာတချို့ပါဝင်မက်ဆနန်တဲ့တချို့မှာယူကဘမချင်းပါကင်လည်းကနိုင်ရတဲ့ကုလလောင်းတွေရှိနေပါတယ်အဲ့ထဲမှာပြည်သူ့ချက်ခံရေးပါတီကအများဆုံးပါဝင်နေပါတယ်ဘယ်နေရာဒီမှာပါလဲအဲ့ဒေတာဒီမှာတခြားပါတီတွေကဘာလို့မပြောင်းခဲ့တာပါလဲမတ်တီစောကပြောပြမှာပါယူကဘကမရှင်ရဲ့ထုတ်ပြန်တဲ့ကုလလောင်းစီးနေအရာယူကဘမချင်းပါကင်အနိုင်ရသွားတဲ့ကုလလောင်း30ကျော်ရှိပါတယ်ပြည်သူ့ချက်ခံရေးနဲ့ဖွံ့ဖြိုးရေးပါတီက ပြည်သူလွှတ်တော်အတွက်73နေရာတိုင်းနယ်ပြည်နယ်လွှတ်တော်အတွက်73နေရာနဲ့တိုင်းသားလူမျိုးကိုယ်စားလှယ်အတွက်2နေရာစုစုပေါင်း28နေရာပါဒါအပြင်ရှမ်းနယ်တိုင်းသားမြတ်ဒီမိုကရက်တစ်ပါတီကနမ်ဆန်ကပြည်သူ့လွှတ်တော်ဝါမျိုးသားပါတီကဝါကိုပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့အမျိုးသားလွှတ်တော်အမတ်တင်နဲ့အာခအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကရှမ်းပြည်နယ်အာခလူမျိုးမဲဆန္ဒနယ်တို့ဖြစ်ပါတယ်တစ်ဖက်မှာလည်းအဲ့ဒီဒေသတွေရဲ့မဲဆန္ဒနယ်တို့ချို့မှာဝင်ရောက်ရှင်ပြိုင်မှုအစီအစဉ်ခဲ့တဲ့ပါတီတို့ချို့ရှိခဲ့ပါတယ် အဲ့ဒီထဲမှာပါဝင်တဲ့ပြည်သူပါတီကတော့ကိုယ်စားလှယ်လောင်းတွေကိုရွေးကောက်ပွဲဆန့်ကျင်တဲ့အဖွဲ့အစည်းတချို့ကချိန်ချောက်တာကြောင့်ကိုယ်စားလှယ်လောင်းစည်းရင်းသွင်းပြီးမှရုတ်သိမ်းခဲ့ရတယ်လို့ပြောပါတယ်။အဲ့ဒီပေါ်ပြည်သူပါတီဥက္ကဋ္ဌဦးကိုကိုကြီးပြောတာကကိုယ်စားလှယ်လောင်းကျွန်တော်တို့ဒီကိုအမြင့်စင်းပေးပို့ပြီးစာရွက်စာတမ်းတွေလည်းဖြည့်ပြီးတာမှချိန်ချောက်တာမျိုးပြားပေးမှုမျိုးတွေရှိတဲ့အတွက်ကြောင့် ီသားစုကိုလိုက်ကလည်းစိုးရိမ်ပြီးတော့ပြန်ပြီးတော့ရုပ်သိမ်းပေးဖို့ဆိုပြီးတော့ဖြစ်လာတယ်။ဖုန်းနဲ့ချင်းချောက်တာမျိုးတွေလိုလိုကြော်ရတယ်။ဟိုတချို့လဲ message ကနေပြီးတော့ချင်းချောက်တယ်ပေါ့။တရားမျှတပြီးလွတ်လပ်တဲ့ရွေးကောက်ပွဲဖြစ်လာဖို့ဆိုရင်သက်ဆိုင်ရာမဲဆန္ဒနယ်တွေကမဲဆန္ဒရှင်တွေရဲ့သဘောထားကိုသိဖို့လိုအပ်တယ်လို့ဦးကိုကိုကြီးကဆက်ပြောပါတယ်။နည်းမြေမတည်ငြိမ်တဲ့နေရာတွေမှာ တခြားပါတီတွေဝင်ပြိုင်မှုအခက်အခဲမျိုးစုံကြုံခဲ့ရပေမဲ့ကြံခိုင်ရေးပါတီကကိုယ်စားလှယ်လောင်းတွေကဘာကြောင့်ဝင်ပြိုင်နိုင်ခဲ့လဲဆိုတဲ့အပေါ်မေးခွန်းထုတ်เสียဖြစ်တယ်လို့ရွေးကောက်ပွဲလေလာသူတွေကပြောပါရတယ်။အဲ့ဒီပေါ်ပါတီနဲ့နှီးဆက်သူကိုမေးကြည့်တဲ့အခါကိုယ်စားလှယ်လောင်းတဦးချင်းစီအနေနဲ့ချင်းချောက်ခံရမှုတွေရှိခဲ့လားဆိုတာသေချာမသိရပေမဲ့ဝင်ပြိုင်တဲ့ကိုယ်စားလှယ်လောင်းတွေကတော့ဒေသခံတွေဖြစ်ပြီးအဲ့ဒီနေရာတွေမှာအခိုင်အမာရပ်တည်နိုင်တာကြောင့်ဝင်ပြိုင်တာလို့ပြန်လည်ဖြေဆိုပါရတယ်။ရွေးကောက်ပွဲဥပဒေအရပြိုင်မဲ့ပါတီမရှိရင်ဘယ်လိုပြဋ္ဌာန်းထားလဲဆိုတဲ့အပေါ် ရွှေကောက်ပွဲလေးလာစောင့်ကြည့်သူတူပြောတာကဥပဒေအရကတော့မင်းနဲ့ဆိုင်ငယ်နဲ့နိုင်နေနေပြီလားဟိုပုံမှန်ရွှေကောက်ပွဲဆိုလို့ရှိရင်တော့ဒါမျိုးကမဖြစ်သေးဘူးပေါ့လေဒါပေမဲ့ပုံမှန်ရွှေကောက်ပွဲမှာမဟုတ်ကြရတကယ်ကို ခံကြပဲလို့လည်းရေခေါ်ပဲဖြစ်နေတဲ့အခါကျတော့ဝင်ကြိုင်တဲ့သူတွေကိုယ်တိုင်လည်းတကယ်တော့ဒီညားရဲမှာပုံချင်တဲ့ညတော့ဝင်ကြိုင်တဲ့သူတွေကိုယ်တိုင်မှလည်းစစ်တဲရေခေါ်ပဲမှာအရှိဝယ်ဝင်ကြိုင်ရတယ်လို့ပဲကျွန်တော်တို့မြင်ပါတယ်ရွှေကောက်ပွဲဥပဒေအခန်းကို ပုံမှန်58ကကြီးအရာမဲဆန္ဒနဲ့တခုမှကိုယ်စလဲလောင်းတူဝဲရှိရင်ရွှေကောက်ပွဲကျင်းပစရာမလိုပဲအဲ့ဒီတူကိုအနိုင်ရကိုယ်စလဲအဖြစ်ကျင်ညာရမှာပါ ်တတညာနကွန်ဆစ်စင်နှစ်နှစ်ပြည်လာပြီးတော့ကိုကန့်ထင်းညနေမြေဒီမှာပြည့်ရထားတာ6လကျော်လာပါပြီဒါမဲ့အဋ္ဌတတီမှာအချိန်လေးကပုံမှန်ဖြစ်သေးပါဘူးကိုတန့်စင်ဦးကပြောပြမှာပါတတညာနှစ်ကွန်ဆစ်စင်ကြီးနှစ်နှစ်ပြည့်ပြီဖြစ်တယ်လို့အဲ့ဒီဆစ်စင်ကြီးမှာပါဝင်ခဲ့တဲ့ကိုကန့်တက် MNDA ထင်းချုံမြို့နယ်တွေမှာအပြစ်ကရဲဆဲပြီးဒေသအုပ်ချုပ်ရေးလုပ်ငန်းတွေပြန်လည်ပတ်နေတာ6လကျော်လာပါပြီအဲ့ဒီဒါမှာတိုက်ပွဲမရှိတော့ပေမဲ့စာပြေးလုပ်ငန်းအနေငယ်နဲ့စားတောက်ဆိုင်ပါဝင်အသေးစားလုပ်ငန်းတွေလောက်သာလဲပတ်နိုင်သေးတယ်လို့ဒေသခံတွေကပြောပါတယ် ကိုကဲအဓိကနေမြေလောက်ကိုင်းမှာဆိုရင်အရင်ကတည်းကဒေတာထုတ်ကုန်လုပ်ငန်းမရှိဘဲကာစီနိုကြားဖြတ်နဲ့ဘိန်းဆိုင်ပြိုထုတ်လုပ်ရေးကိုပဲပင်မစီပွားရေးဖြစ်လောက်ကိုင်းကြတာဖြစ်ပါတယ်။ဒါပေမဲ့တရုတ်ဘက်ကပိတ်လိုက်ပြီးနောက်ပိုင်းလောင်းစားလုပ်ငန်းတွေမရှိတော့တာနဲ့ကုန်စင်တို့မြင့်တက်မှုကြောင့်ဒေတာကန်တွေကတော့အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ပြောကြပါတယ်။လက်ရှိအခြေအနေကိုတည်တဲ့ကိုကန့်ဒေတာကန်တို့ပြောတာက အရင်တော့ကတော့လောက်ကိုင်းတမျိုးလုံးကတော့ဒီကြားဖြတ်နဲ့ပဲရက်တည်နေရပဲအခုကြားဖြတ်နေမရှိတော့တဲ့အခါကျတော့ဒီလောင်းစားရုံတွေလည်းတိတ်မလုတ်ဖြစ်ဘူးလေလုတ်တော့လည်းအရင်လိုမျိုးမတွင်ကျဲတော့ဘူးရှင်အဲ့ဒါတွေမျိုးကိုမရတော့စီးပွားရေးရတော့ကြက်သေးတော့ပဲသူ့အတွက်ကစားတောက်ဆိုင်လောက်ပဲလာတယ်ရှင်ဂျန်နေကစီးပွားရေးတီးတီးမှသမားတွေမလာဘူးဒီနေ့ပတ်သက်ပြီးလဲစိတ်ချမှုမရှိတဲ့ခါကျတော့အဲ့ဘက်ပါတွေကအသိမလုတ်ဖြစ်သေးဘူးအသေးအဖွဲလောက်ပဲလုံကြသေးတယ်ဟော့ညီနောင်သုံးဘက်ထိ ंछ ုတ်ထားတဲ့မြန်မာတရုတ်နယ်ဆက်မူဆေ105မိုင်ဂိတ်ချင်းစန်းကြော့ချင်းရွှေဟော်လောက်ကိုင်း ဂျူကုတ်ပန်ဆိုင်ရန်လုံကျိုင်းနဲ့နတ်ခမ်းမြို့တွေကကုန်သွယ်ဂိတ်တွေကိုတိုးဘက်ကပိတ်ခဲ့တာဖြစ်ပြီးအခုထိပြန်ဖွင့်မပေးသေးပါဘူး။ဒါကြောင့်စားတော့ကုန်ကားအစမန္တလေးကနေလာရှိုးအဲဒီကနေမှကိုးကန့်နေမြေထိအစင်းစင်ပို့ဆောင်ရတာကြောင့်ကုန်ကြားစီမြန်မာပြည်ကုန်စီပို့ဆောင်ရေးလုပ်ငန်းလည်းအဆင်မပြေသေးဘူးလို့ဒေသခံတွေကပြောပါတယ်။ဒီပေါ်ဒေသခံတူပြောတာကဒီဝိုင်းလမ်းကတော့ပိတ်နေတာပေါ့။တခုမှပြန်မပွင့်နေဘူးကြ။စိတ်တော့လက်ကမှုတော့မရှိသေးဘူး။ဒီကပုံမှန်ကပေးတော့ဒီလက်ပြလုံးလုံးပြန်လို့ရမှာ။ တရုတ်ဘက်ကရုပ်ကိုဝင်လာမရှိဘူး။ပမာဒီဘက်ကတော့တွားတာရှိတယ်။အဓိကကတော့နွားရယ်စိတ်ရယ်ဝဲရယ်အိုက်ကားတွေရောအဓိကတွားကြတာပေါ့။ဒီလူတောင်တိတ်မရှိဘူးကျွန်တော်တို့လည်းတွားလာတိတ်မရှိတော့ဘူး။တစ်တုံညာနှစ်ကုန်စစ်စင်ရေးအတွင်းညီနောင်မဟာမိတ်အဖွဲ့ဘက်က53မြို့အထိသိမ်းပိုက်ခဲ့ပြီးအဲ့ဒီထဲမှာရှမ်းမြောက်က26မြို့အထိပါဝင်ပါတယ်။အဲ့နောက်ပိုင်းမှာတော့တရုတ်ဖီအာနဲ့ MMDA သိမ်းပိုက်ထားတဲ့လာရှိုးမြို့ကိုစစ်တပ်ကမတိုက်ရဘဲပြန်ရခဲ့သလို TNL သိမ်းထားတဲ့မြို့၄မြို့ကိုလည်းပြန်သိမ်းသွားပါတယ်။ လက်ရှိအထိဒိန်းနီကွမ်းလုံချင်းရွှေဟော်လောက်ကန်ကုန်းချန်မုံကိုနဲ့ဂျူကုတ်ပန်ဆိုင်မြို့တွေကိုတော့ MMDA ကထိန်းချုပ်ထားပါတယ်။ဒါပေမဲ့စစ်တပ်ကတော့ MMDA အနေနဲ့ဒိန်းနီကွမ်းလုံကနေချင်းရွှေဟော်လောက်ကန်ထိပြန်ဆုတ်ပေးဖို့တရုတ်ကနေတစင်ဖိအားပေးနေပါတယ်ခင်ဗျာ။ကုတန်နင်ဘာတရချုံညာဒီညပိုင်းတွေ BBC မှာဗိုင်းစင်ကထုတ်လင်းပေးတဲ့ရေဒီယိုစင်ကတော့ဒီမှာပြီးဆုံးပါပြီခင်ဗျာ။အမေမင်းဒီပိုင်းတွေမှာကျွန်တော်တို့ဒီ BBC ကိုထုတ်လင်းပေးသွားမှာဖြစ်ပါတယ်။ တရရှင်တို့ဘေးပြာဝေးကွာလို့ရှင်လန်းချမ်းမြေကြပါစေ BBC ကိုနားဆင်တဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေဒေါင်းလုဒ်လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။